ားပါရှင့်ရန်ကုန်ခေတ်ရဲ့နေ့လည်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ထိုင်းမြန်မာနယ်စပ်ကနေဝင်လာတဲ့ကုန်ကားတွေကိုမဖမ်းပဲလက်ငွေယူလွတ်ပေးတာကြောင့်ရတခဒုတိုင်းမူဘိုးမူကြီးပညာဝင် အကောက်ခွန်ညွမူစိုးညွတ်အောင်ပါဝင်ဌာနဆိုင်ရာ အရာရှိ15ဦးတို့ကိုစိုးဝင်အမိန့်နဲ့ဖမ်းဆီးစစ်ဆေးနေပါတယ်။ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ လက်အင်ကြောင်စစ်စကန်းကိုစစ်ကူလာတဲ့အင်အား60ခန်းပါစစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်တာကြောင့်စစ်သား၄ဦးသေဆုံးပြီးလက်နက်ခဲယမ်းတချို့သိမ်းဆည်းရရှိခဲ့တဲ့တရင်အပါအဝင်ရန်ကုန်ခေတ္တရဲ့နေ့လည်ခင်းတရင်တွေကိုတင်ဆက်ပေးပါမယ်ရှင်ပထမဆုံးတင်ဆက်ပေးမယ့်တရင်ကတော့ထိုင်းမြန်မာနယ်စပ်ကနေဝင်လာတဲ့ကုန်ကားတွေကိုမဖမ်းဘဲလက်ငွေယူလွတ်ပေးတာကြောင့် အရှိတောင်တိုင်းစစ်ဌာနချုပ်ဒူတိုင်းမူဘိုမူကြီးပညာဝင် အကောက်ခုံညွန်ကြားရေးမူစိုးညွန့်အောင်ပါဝင်ဌာနဆိုင်ရာအရာရှိ15ဦးတို့ကိုဒုစစ်ကောင်းဆောင်စိုးဝင်အမိန့်နဲ့ဖမ်းဆီးစစ်ဆေးနေတယ်လို့ရတခစစ်ရေးတရင်ရေးမိက ရန်ကုန်ခေတ်စ်ကိုပြောပါတယ်။ဩဂတ်စ်လတရက်နေ့မှာရတခဒုတိယတိုင်းမူဘိုမူကြီးပညာဝင် အကောက်ခုံဦးစီးဌာနညွန်ကြားရေးမူစိုးညွန့်အောင် ပြည်တွင်းအခွန်ပါဝင်ဌာနဆိုင်ရာ အရာရှိ15ဦးတို့ကိုဒုစစ်ကောင်ဆောင်စိုးဝင်းအမိန့်နဲ့ဖမ်းဆီးစစ်ဆေးနေပြီးအဓိကအားဖြင့်ဒုစစ်ကောင်ဆောင်စိုးဝင်းဦးစီးနေတဲ့တရားမဝင် ကုံတွယ်မှုတိုက်ဖြတ်ရေးကော်မတီကချမှတ်ထားတဲ့မူဝါဒတွေကို မလိုက်နာပဲလက်ငွေယူကာကုံကားတွေကိုတွာလာခွင့်ပြုမှုဖမ်းဆီးထားတဲ့ကုံကားတွေကိုငွေကြေးယူပြီးပြန်လည်လွတ်ပေးမှုအပါအဝင် ကုံသွေးရေးဆိုင်ရာလက်ပေးလက်ယူမှုတွေနဲ့ဖမ်းဆီးအရေးယူထားတယ်လို့သိရပါတယ်။လက်ရှိဖမ်းဆီးခံရတဲ့ဒူတိုင်းမှုဘုံမှုကြီးပညာဝင် အကောက်ခွန်ညွန်ကြားရေးမှုစိုးညွန့်အောင်အပါဝင် အရာရှိ15ဦးကိုယာဒူးကနေ ထုတ်ပယ်ပြီးတခါတည်းဖမ်းဆီးခံလိုက်ရတာပါ။အခုအချိန်ထိစစ်ဆေးမှုတွေလှုပ်ဆောင်နေပြီးနောက်ဆက်တွဲဖမ်းဆီးမှုတွေထပ်ပြီးဖြစ်ပေါ်လာနိုင်တယ်လို့အဲ့ဒီဖမ်းဆီးမှုတွေကို စိုးဝင်းကတိုက်ရိုက်ကန်တွယ်ပြီးဒူတိုင်းမှုအပါဝင်ဌာနဆိုင်ရာ အရာရှိ15ဦးကို လာရောက်ဖမ်းဆီးသူတွေကလည်းနေပြည်တော်စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့ကဖြစ်တယ်လို့သိရပါတယ်။ဗိုလ်မှူးကြီးပညာဝင်းကအမတ်လေးတက်မတော်တမ်းမြင့်လေးကျင့်ရင်ကျောင်းရဲ့ကျောင်းဦးကြီးအဖြစ်တာဝန်ထမ်းဆောင်နေရာကနေ2025ခုနှစ်ဇန်နဝါရီလအတွင်းမှာအရှိတောင်တိုက်စစ်ဌာနချုပ်ရဲ့ဒူတိုင်းမှုဖြစ်လာတာပါ။အရင်ဒူတိုင်းမှုဗိုလ်မှူးချုပ်စော်မင်းအောင်က ကရင်ပြည်နယ်ဝင်းကြီးချုပ်စောမြင့်ဦးနဲ့စကားများရာကနေ2024ခုနှစ်ဒီဇင်ဘာလအတွင်းယာရုကဖေရှားတက်ပြောင်းရွှေ့ခံခဲ့ရပါတယ်။အကြံဘတ်ဒုစစ်ကောင်ဆောင်စိုးဝင်းကလက်နက်ကန်အဖွဲ့အစည်းတွေတတ်ဆိုးရှေစီတာတရားမဝင်ကုံသွယ်မှုကြီးထွားလာတာကြောင့်ဆိုပြီးတိုက်ဖြတ်တားဆီးဖို့လမ်းကြောင်းတွေမှာစောင့်ကြည့်ဖမ်းဆီးရမယ့်အပြင်ကိုရောင်တွေနဲ့တိုးလောင်ယုံတွေကိုလည်းလိုက်လံစစ်ဆေးဖမ်းဆီးဖို့ ဈေးကွက်တွေအထက်အထိပေါင်းကွင်းစင်ပြီးဖန်းစည်းစစ်ဆေးအေးယူဖို့ညွှန်ကြားအမိန့်ပေးထားပါတယ်ရှင်။တနင်္သာရီတိုင်းဘက်ကသတင်းကို ကြည့်အောင်ပါ။တနင်္သာရီတိုင်းဒဝဲခရိုင်ရေပြူမြို့နယ်ကလျောင်မြို့အရှိတ်ဘတ်ချန်းထိုင်းမြန်မာနယ်စပ်မှာရှိတဲ့နဲ့အိမ်တောင် စခန်းကိုစစ်ကူလာတဲ့စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ခဲ့တာမှာတော့စစ်တပ်ဘက်က၄ဦးသေဆုံးပြီးလက်နက်ခဲရတချို့တင်းစီရရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်နီးပြူဟာ33အထူးတိုင်းစစ်ဌာနကသတင်းထုတ်ပြန်ထားပါတယ်။ဩဂတ်လ4ရက်နေ့ကနတ်အိမ်တောင်စခန်းကိုစစ်ကူလာတဲ့စစ်အင်အား60ခန်းပါစစ်တပ်စစ်ကြောင်းနဲ့တော်လန်ရေးပူပေါင်းမဟာမိတ်တပ်ဖွဲ့တွေကြားကော့လန်ရွာအနီးမှာထိတွေ့မှုဖြစ်ပွားကစစ်တပ်ဘက်က၄ဦးသေဆုံးကထိခိုက်ဒဏ်ရာရရှိသူတွေတော်တော်များသွားပြီး အထိနာကပြန်လည်ဆုတ်ခွာသွားတယ်လို့သိရပါတယ်။ အဲ့ဒီတိုက်ပွဲမှာလက်နက်နဲ့ခဲယမ်းတချို့ရရှိခဲ့သလိုတော်လန်ရေးတပ်ဖွဲ့တွေဘက်ကရဲဘော်နှုတ်ထိခိုက်တံရရရှိခဲ့တယ်လို့သိရပါတယ်။အဲ့ဒီစစ်ကောင်စီစစ်ကြောင်းကို KNL တရင်29 KTL ကျဲလင်းအောင် စကပေါ်တရင်နီးမြူဝ33စစ်စင်ရေးတပ်ဖွဲ့ဒေါနာတရင်နှင့် YGF ဒေါနာတရင်သုံး KBDF ရမညတပ်တော် NMSB ADIMA နဲ့မွန်ပြည်တော်လန်ရေးတပ် MSRF တို့ကပူးပေါင်းတိုက်ခိုက်ခဲ့တာပါအခုတော့နှဲ့အိမ်တောင်စခန်းကိုတော်လန်ရေးတပ်တွေအားလုံးကပပလဲပိတ်ဆို့ထားပြီးမြေပြင်ကစစ်တပ်ကစစ်ကူပေးဖို့လုံးဝမဖြစ်နိုင်တာကြောင့်စစ်တပ်ကနှဲ့အိမ်တောင်စခန်းကိုစစ်ကူစစ်ကြောင်းတွေဆေလွတ်ဖို့မကြာခဏဆိုသလိုကြိုးပမ်းနေပြီးတော်လန်ရေးတပ်တွေရဲ့တိုက်ခိုက်တာကြောင့်ရှစ်ဆက်မတိုးနိုင်ပေစစ်ကြောင်းတွေကနောက်ပြန်ဆုတ်သွားတယ်လို့သိရပါတယ် တဝဲခရိုင် ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့စစ်တပ်စခန်း၅ခုကိုသိမ်းပိုက်ရရှိထားပြီးနတ်အိမ်တော်စခန်းတစ်ခုပဲကျန်တော့တာဖြစ်ပါတယ်ရှင်။ကချင်ပြည်နယ်ဘက်မှာတော့ကချင်ပြည်နယ်ဖားကတ်မှာစစ်တပ်ကလက်နက်ကြီးနဲ့ပြစ်ခတ်တာကြောင့်ပြည်သူ၃ဦးသေဆုံးပြီး၁၀ဦးကျော်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသပြည်သူတွေက ရန်ကုန်ခေတ်စ်ကို ပြောပါတယ်။မနေ့ကညနေ6:45မိနစ်အချိန် ဖားကန်မြို့တက်မကုန်းကနေလက်နက်ကြီးတွေနဲ့ပစ်ခတ်တာကြောင့်ရှောခကြီးရွာက အိုက်တန်းရဲ့နေအိမ်ပေါ်ကိုလက်နက်ကြီးကြီးကြရောက်ပောက်ကွဲခဲ့ပြီးနေအိမ်တစ်လုံးမီးလောင်ပြာကျကပြည်သူတို့အုပ်ပွဲချင်းပြီးသေဆုံးခဲ့ပါတယ်။အခုလိုမျိုးပဲဩဂတ်စ၂ရက်နေ့ညနေပိုင်းကလည်းရှောခကြီးရွာအတွင်းကိုဖားကန်တက်မကုန်းမှာရှိတဲ့စစ်ကောင်စီတပ်ဖွဲ့ကလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တာကြောင့်ပြည်သူတို့အုပ်သေဆုံးခဲ့ပါတယ်။ဩဂတ်စ၄ရက်နေ့မနက်ပိုင်းကလည်း ရှလောခကြီးရွာအတွင်ကိုလက်နက်ကြီးနဲ့ထပ်မံပစ်ခတ်တာကြောင့်ပြည်သူနှုတ်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ဩဂတ်လ3ရက်နေ့ညနေပိုင်းကလည်းဖားကန်တက်မကုန်းကနေစမ်းကြွယ်ကြီးရွာအတွင်ကိုလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်တာကြောင့်ပြည်သူ၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။မနေ့ကဩဂတ်လ5ရက်နေ့ည8နာရီမှာတော့စစ်တပ်ရဲ့ဖားကန်မြို့တက်မကုန်းကနေလက်နက်ကြီးတွေနဲ့ထပ်မံပစ်ခတ်တာကြောင့် ယူမာကျေးရွာကိုလက်နက်ကြီးကြားရောက်ပောက်ကွဲခဲ့ပြီးပြည်သူနှုတ်ဦးသေးဆုံးက10ဦးကျော်ဒဏ်ရာရရှိခဲ့ပါတယ်။ဖားကတ်မှာအကြမ်းဖက်စစ်တပ်ကစစ်ကြောင်းထိုးနေတာက3လကျော်ကြာမြင့်နေပြီဖြစ်ပြီးကျေးရွာ10ရွာကအ ਨੇ ဆုံးပြည်သူ9000ကျော်စစ်ပေးရှောင်နေကြရက ပြည်သူ60ကျော်ကိုလည်းအကြမ်းဖက်စစ်တပ်ကမတရားတပ်ဖြတ်ခဲ့တယ်လို့ဒေသပြည်သူတွေကပြောပါရရှင်။ စကိုင်းနိုင်ဘက်ကသတင်းတွေကိုတင်ဆက်ပေးပါမယ်။စကိုင်းနိုင်ဝက်လက်မြို့နယ်ငရေရွာကိုစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်ကတော်လန်ရေးရဲဘော်တအူအပါဝင်ပြည်သူ၆ဦးကိုဖမ်းဆီးပစ်တပ်ပြီးပြည်သူ40ကျော်ကိုလည်းဖမ်းဆီးထားတယ်လို့ဒေသတွင်းတော်လန်ရေးသတင်းရင်းမြစ်ကရန်ကုန်ခေတ်စ်ကိုပြောပါရယ်။ဇူလိုင်လ28ရက်နေ့ဝက်လက်မြို့နယ်နဲ့စကိုင်းမြို့နယ်အဆက်ကိုစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေက ကျေးရွာအတွင်ဝင်းရောက်စီးနှင်းချိန်ထွက်ပြေးတိမ်းရှောင်တဲ့ပြည်သူတွေကိုလိုက်လံပစ်ခတ်ခဲ့တာကြောင့်ကလေးငယ်တအုပ်အပါဝင်ပြည်သူနှုတ်သေဆုံးခဲ့ရပါတယ်။အဲ့လိုဝင်းရောက်စီးနှင်းပြီးတဲ့နောက်စစ်ကောင်စီတပ်သားတွေကငရေရွာကပြည်သူ40ခန်းကိုဖုံးကြီးကြောင်အတွင်ဖမ်းဆီးခဲ့ပြီးစစ်ဆေးခဲ့တယ်လို့သိရပါတယ်။ဇူလိုင်လ26ရက်နေ့မှာဖမ်းဆီးထားသူတွေက အမျိုးသားတအုပ်ကိုစစ်ကောင်စီတပ်သားတွေကပစ်တက်ခဲ့တဲ့အပြင် ချေးရွာအတွင်းစစ်တပ်စစ်ကြောင်းထွက်ခွာသွားတဲ့ထင်ပြီးနေမြေရှင်းလင်းရေးလာရလှုပ်ဆောင်တဲ့ရှိမကတိုက်နယ်ကတော်လန်ရေးရဲဘော်၃ဦးကိုလည်းစစ်တပ်ကင်းဘုံးကပြစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်ရဲဘော်တို့အကြဆုံးခဲ့ပါတယ်။အဲ့ဒီအကြမ်းဖက်စစ်တပ်စစ်ကြောင်းကလက်ရှိချိန်ထိချေးရွာတွေကိုစစ်ကြောင်းထိုးနေတာကြောင့်ထောင်နဲ့ချီတဲ့ပြည်သူတွေဘေးလွတ်ရာကိုထွက်ပြေးသိမ်းရှောင်နေရပြီးထိတွေ့တိုက်ပွဲကလည်းဖြစ်ပွားနေသေးတယ်လို့သိရပါတယ်ရှင်။ ဆက်လက်တင်ဆက်ပေးမှာကတော့စကိုင်းတိုင်းရေဦးမြို့ပေါ်မှာရှိတဲ့အကြမ်းဖက်စစ်တပ်စစ်ဆေးရေးဂိတ်ကို drone နဲ့ပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်စစ်သားသုံးဦးအပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ပြည်သူ့ကာကွယ်ရေးအဖွဲ့ရေဦးမြို့နယ်ရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။ဩဂတ်လ9ရက်နေ့နေ့လယ်2:33မိနစ်ကရေဦးမြို့မြောက်ဘက်မှာရှိတဲ့ဂိတ်မှာစစ်ဆေးရေးပြုလုပ်နေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေနဲ့ပြူစောတီအင်အား100ကျော်ကို ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖားက drone နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။တိုက်ခိုက်မှုအတွင်းအကြမ်းဖက်စစ်ကောင်စီတပ်သား3ဦးအပြင်းထန်ဒဏ်ရာရရှိကာဆေးရုံတင်ထားရပြီးတော်လန်ရေးရဲဘော်တွေကတော့အထီးကိမ်းမရှိပြန်လည်စုခွာနိုင်ခဲ့တယ်လို့သိရပါတယ်ရှင်။မကွေးတိုင်းဘက်ကသတင်းကိုဆက်လက်တင်ဆက်ပေးပါမယ်။မကွေးတိုင်းမြိုင်မြို့နယ်တရက်ကံပြူစောတိရွာကနေထွက်ပြေးလာတဲ့ ပြည်သူ6ဦးကိုကယ်ထုတ်နိုင်ခဲ့တယ်လို့ TYK ပျောက်ကြားတပ်ဖွဲ့ရဲ့ရဲဘော်စောကြီးကရန်ကုန်ခေတ်သစ်ကိုပြောပါရယ်။ဩဂတ်လ4ရက်နေ့ကမြိုင်မြို့နယ်တရက်ကံပြူစောတိရွာကနေထွက်ခွာလာတဲ့အသက်60ကျော်အရွယ်ဦးဝင်းစိန်ကိုတောင်းမှအဖွဲ့ကဦးဆောင်ပြီး TYK ပျောက်ကြားတပ်ဖွဲ့ရဲ့တော်လန်ရင်ရဲဘော်တွေကတွားရောက်ကယ်ထုတ်နိုင်ခဲ့တယ်လို့သိရပါရယ်။အခုလိုမျိုးပဲဇူလိုင်လ26ရက်နေ့ကလည်း တရက်ကံပြူစောတိရွာက အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကမိုင်းခွင်းတွေဖျက်ခိုင်းပြီးရိတ်ကာထွက်ရှာခိုင်းချိန်ထွက်ပြေးလာတဲ့ကလေးငယ်တွေအပါဝင် ပြည်သူ၅ဦးကိုလည်း TYK ပျောက်ကြားတပ်ဖွဲ့အညာမြေတပ်ပေါင်းစုနဲ့ပူးပေါင်းအဖွဲ့တွေကတွားရောက်ကယ်ထုတ်နိုင်ခဲ့ပါတယ်။အဲ့ဒီပြူစောတိရွာအတွင်းတက်ဆွဲထားတဲ့စစ်ကောင်စီတပ်သားတွေက ရွာထဲမှာစားနပ်ရိတ်ခါရှာပါလာတဲ့အတွက်ပြည်သူတွေကိုကျေးရွာပြင်ပမှာရှိတဲ့မိုင်းခွင်းတွေကိုဖျက်ခိုင်းပြီး ရိတ်ခါထွက်ရှာခိုင်းနေတာဖြစ်ကဇူလိုင်လ30ရက်နေ့ကလည်း18ထောက်ဖို့လင်းရင်နဲ့စားနဲ့ရိတ်ခါတွေကြဲချပို့ဆောင်နေတယ်လို့သိရပါတယ်။အဲ့ဒီကဲထုံးမှုကို တောင်းမအဖွဲ့ကဦးဆောင်ပြီး T1K ပျောက်ကြားတပ်ဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တာလို့သိရပါတယ်ရှင်။အခုနောက်ဆုံးတင်ဆက်ပေးမှာကတော့မကွေးတိုင်းရေစကြုံမြို့နယ်ဖြုံဘူးရွာကိုအကြမ်းဖက်စစ်တပ်ပစ်ခတ်တဲ့ လက်နက်ကြီးကြောက်ပောက်ကွဲတာကြောင့်အသက်နှစ်နှစ်အရွယ်ကလေးငယ်တဦးသေဆုံးခဲ့တယ်လို့ရေစကြိုတောင်ရှိ info committee ရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ်စ်ကိုပြောပါတယ်။ August 4ရက်နေ့နေ့လယ်12နာရီကရေစကြိုမြို့စီပင်ပန်းချိန်မှာအထိုင်ချတက်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်ကဟာဝစ်ဇာလက်လက်ကြီးတွေနဲ့ရေစကြိုမြို့နယ်အတွင်းမှာရှိတဲ့ကြေးရွာတွေကိုပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်တပ်ပစ်ခတ်တဲ့လက်လက်ကြီးတွေက ရေစကြိုမြို့နယ်မီးလောင်ကျွန်းကြေးရွာရွာကွဲနှစ်ရွာကြားမှာရှိတဲ့ကျွန်းပေါ်ကိုနှလုံးမီးလောင်ကျွန်းတောင်ဘက်ရွာနဲ့အရှေ့မြောက်ဘက်မှာတလုံးနဲ့ဖြုံဘူးကြေးရွာရဲ့တောင်ဘက်မှာရှိတဲ့ဘောလုံးကွင်းမြောက်ဘက်ကိုနှလုံးကြားရောက်ပောက်ကွဲခဲ့ပါတယ်။အဲ့ဒီလက်နက်ကြီးကြီးထိမှန်ကဖြုံဘူးကြေးရွာကအသက်နှစ်နှစ်အရွယ်မောင်ပေါ့စီဦးကောင်းမှာလက်နက်ကြီးကြီးစားထိမှန်ကတေဆုံးခဲ့ပြီးအသက်68နှစ်အရွယ်ဦးဝင်းကြည်လဲခြေထောက်နဲ့တင်မာတို့မှာဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်ရှင်။ ဒါကတော့ရန်ကုန်ခေတ်သစ်ရဲ့နေ့လည်ခင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ ကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင် ကျွန်မကတော့ရှားပါ